မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short တိုက် rocket ဒုံးများနဲ့ပစ်ခတ်တိုက်ခဲ့ရာစစ်တပ်ကအရာရှိ3ဦးအပါအဝင်22ဦးသေဆုံးပြီးတော့စီကိုတောင်စခန်းယုံနဲ့ရိတ်ခါကိုတောင်တို့လည်းမိလောင်ပောက်ကွဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ29ရက်နေ့ညနေ9:00ခွဲအချိန်ကမှာ မုံရွာမြို့နယ်အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုတော်လိုက်တပ်ဖွဲ့များက short တိုက် rocket ဒုံ10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်းမှာစစ်ဌာနချုပ်တိုင်းယုံကအရာရှိ2ဦးအရာရှိဇနီး4ဦးနဲ့စစ်တီ12ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့အပြင်းထန်တန်းရရှိတဲ့အရာရှိ4ဦးစစ်တီ15ဦးဘုံမူးများရဲ့ကလေး2ဦးကိုအဲ့ဒီနေ့ညနေ6:00ကမှဂရင်300တဆခွဲ၄ တက်ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ရဲ့ပြောဆိုချက်အရာသိရပါတယ်။ဇွန်လ28ရက်နေ့မှာအဲ့ဒီပြင်းထန်ဒဏ်ရာရရှိသူတွေကအရာရှိတအူဘုံဘူးကလေးတအူနဲ့စစ်တီနှစ်ဦးတို့ထပ်မံတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့သူတွေကိုမနေ့ကဇွန်လ29ရက်နေ့မှာနမခစစ်တင်းကြီးနဲ့အလုံးမြို့တရဏဂုံတင်းကြီးတို့မှာနာရေးများပြုတ်လုခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ခိုက်မှုအတွင်းမှာနမခစစ်တိုင်းရုံးအတွင်းမှာရှိတဲ့စီကိုတောင်ပောက်ကွဲကတက်နှလုံးပြက်စီးသွားပြီးတော့စခန်းရုံးနဲ့ ိတ်ခါဂိုတောင်တို့မီလောင်က AB 1214လိုင်းကလည်းထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အရာရှိရိတ်တာမှာရန်နာထားတဲ့အိမ်စီးကနှစ်စီးလည်းမီလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့ဆရင်ထတ်တိုးကတော့အခုလောလောဆယ်ကတော့အဲ့လောက်ပါပဲ။ပြောချင်တာကတော့ကျွန်တော်တို့ကလည်းဝိုင်းဝန်းကူညီပေးကြပါလို့ပြောချင်ပါတယ်လို့ Chinwin Rocket Brother CRB တပ်ဖွဲ့က တာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကို Children Rocket ညီနောင် Children Rocket Brothers CRB ဦးဆောင်ပြီးတော့မဟာမိတ်အဖွဲ့များဖြစ်ကြတဲ့ချိုးမိုင်မိုင်ကန်ဒီ Anonymous Heroes Children Brothers တို့နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတော့လေကြောင်းရံနဲ့စစ်ရေးသတင်းပေးပို့တဲ့အထက်ဗမာပြည် air defense force နဲ့ civil အဖွဲ့ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ Chinrain Rocket Brother CRB ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအရာတော်မြို့နယ် တလဲပါပြူစောတိရွာကိုကင်းပတ်နေတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာ6ဦးထိခိုက်ဒဏ်ရာရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ25ရက်နေ့မှာအရာတော်မြို့နယ်တလဲပါပြူစောတိရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရွာရဲ့အပြင်ဘက်မှာကင်းပတ်ရန်ထွက်လာတဲ့အချိန်တော်လိုင်းရဲတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးထိခိုက်ဒဏ်ရာရှိကာတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တလဲမှာပြူစောတိရွာကို ကင်းပတ်ဖို့ထွက်လာတဲ့စစ်ခွေးတွေနဲ့ပြူခွေးတွေကင်းမုံဝင်နေတာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါပြစ်ခတ်မှုအတွင်းမှာစစ်ခွေးတွေဘက်က6ကောင်တန်ရာရရှိသွားတယ်လို့ Revolution Force တပ်ဖွဲ့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုမွန်ရွာခရိုင် MN 21တဲ့ရင်တိုက်နယ်930ဆက်တဲ့ရွာခံမဟာမိတ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကပြည်သူ့ကာကွယ်တပ်ကထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့စစ်အရာရှိတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့မှာရေနံချောင်းမြို့နယ်အတွင်းကိုဂွေးကုန်းချေးရွာဝက်ချုပ်ချေးရွာလမ်းကနေတဆင်စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။အဲဒီနောက်တရတော်ချေးရွာမှာညှိအိတ်ခဲ့ပြီးတော့ဇွန်လ26ရက်နေ့မနက်ပိုင်းမှာချိုင်းချေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် PDF တပ်ဖွဲ့တွေက ထောင်ထားတဲ့မိုင်းများကိုနင်းမိခဲ့တယ်လို့သိရပါဗျ။မိုင်းပေါက်ကွဲမှုကြောင့်စစ်တပ်စစ်ကြောင်းကအရာရှိတဦးတေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မိုင်းမိသွားတဲ့စစ်တပ်စစ်ကြောင်းကချိုင်းကျေးရွာအတွင်းကိုဝင်ရောက်ကညှိအိပ်ပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းပစ္စည်းများကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါဗျ။အရာရှိတူတေဆုံးတာကတော့ကျွန်တော်တို့ဘက်ကအတီးပြုတ်နိုင်ပါတယ်ထိခိုက်ဒဏ်ရာရရှိသူတွေများပြားတယ်စစ်ခွေးတွေကပြည်သူပိုင်းပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတာ ပြည်သူတွေကိုဖမ်းဆီးတာတော့မရှိဘူးလို့ People's Defense Force ရေနံချောင်းကတာဝန်ရှိသူကရှင်းလင်းပြောပြထားပါတယ်။မိုင်းနေမိပြီးတော့တိုက်ဆုံထိခိုက်မှုတွေဖြစ်ပွားခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာဇွန်လ28ရက်နေ့မနက်ပိုင်းမှာရေနံချောင်းမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကို People's Defense Force ရေနံချောင်း YNG PDF ရေနံသား column တမမကြီး special column နဲ့အင်းတော်တိုင်တဲ့ပကဖားတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း14မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်းဆရာဖရုံးကိုမိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့ည7:00နာရီကအချိန်မှာ14မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဆရာဖရုံးကိုတော်လိုင်းရဲဘော်များကအပြင်းစားမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲအဆောက်အဦတွေတော့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်တိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ဒေါ်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခွေးသေးစင်းတော့မသိရသေးဘူးမိုင်းကိုတော့ရုံအတွင်းထဲအထိကိုပြစ်ထည့်လိုက်တာအဝေးကပဲဖုန်းနဲ့ပဲအဝေးထိန်းစနစ်နဲ့ခွဲလိုက်တာရုံအတွင်းထဲအထိဆိုတော့ခွေးတွေထိဖို့ကတော့တေးကြတယ်မြို့ပေါ်တက်ပြီးတော့ပျောက်ကြားစနစ်နဲ့မိုင်းခွဲရတာဆိုတော့မိုင်းခွဲပြီး လုံခြုံရေးအရာပြန်ပြေးရတာခွေးသေးပြောက်ထိခိုက်မှုကတော့အတိအကျမသိနိုင်ဘူးနောက်မှပဲစုံစမ်းရတာပါလို့ပြည်သူညီနောင်စလင်းအဖွဲ့ကတောင်းရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုစလင်းမျိုးပြ UG ကြားပေါက်အဖွဲ့ပြည်သူလုံခြုံရေးတပ်ဖွဲ့ပလဖရာကြီးပေါက်တောင်ပိုင်းကျမ်းမာရေးတူနာပြူတပ်ဖွဲ့နဲ့ဗမာတပ်မတော်ဗမာအာမေတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်အချက်မှတ်စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်များစစ်ကောင်စီလက်အောက်ခံရုံးများကိုဖောက်ခွဲတိုက်ခတ်ခဲ့ပြီးတော့ပြည်သူအပေါ်အာဏာပြပြီးအနိုင်ကျင့်တပ်ဖြတ်ပေါ်တာဆွဲ ငွေကြေးကောက်ခံမှုတို့ကြောင့် UG ပူပေါင်းအဖွဲ့များကဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြည်သူညီနောင်စလဲအဖွဲ့ကအတိအပြည့်နှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကြီးရွာပြည်စိုးအောင်ရက်ွက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကတိုက်လေရင်များနဲ့ဘုံကျဲချခဲ့ရာပြည်သူတအုပ်တေဆုံကနေအိမ်၃လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့မနက်7:50မိနစ်ခန့်အချိန်မှာစင်ကူးမြို့နယ်လက်ပံလာရွာပြည်စိုးအောင်ရက်ွက်ကိုအကြမ်းဖက်စစ်တပ်က တရအူးလေးတက်ကနေတက်လာတဲ့ Jet Fighter ဒဇီးနဲ့လေးချောင်းတက်ခတ်မှုပြုတ်လုသွားတယ်လို့သိရပါတယ်။အဲ့ဒီလေးချောင်းတက်ခတ်မှုကြောင့်အသက်40အရွယ်အမျိုးသမီးတဦးဗုဒ္ဓိမှန်တိတ်ဆုံးခဲ့ပြီးတော့ရုပ်အလောင်းတော်မကြန့်ရှိဘဲနဲ့အယိုးနဲ့အသားစများသာကြန့်ရှိပြီးတော့နေအိမ်အဆောက်အဦသုံးလုံးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ဘုံကျဲချမှုကြောင့်တိတ်ဆုံးသွားတဲ့အမျိုးသမီးတဦးရှိပါတယ်။နေရာကတော့ပြည်ဆိုးအောင်ရက်ွက်ကပါနေအိမ်ကတော့အဆောက်အဦသုံးလုံးပျက်စီးသွားတယ်ဘာတိုက်ပွဲမှမရှိဘူးအဲ့ဒီဘက်ကကျွန်တော်တို့ထိန်းချုပ်နေမိပါအဓိကကတော့ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ပြောစကားတွေကိုမယုံကြည်ပဲနဲ့စစ်ကောင်စီနဲ့ဝေးရမှာနေဖို့ရဲပြီးတော့စစ်ကောင်စီရဲ့ထုတ်ကုန်တွေကိုမတုံ့ဆွဲဖို့ရဲပြီးတော့ကျွန်တော်တို့ရဲ့လေချောင်းရံကာကွယ်ဖို့အတွက်ဘုတ်ခုချင်းတွေကိုခိုင်ခိုင်မာမာတူးကြဖို့ရဲအဓိကအဲ့ဒါတွေကိုမှားကြမှာတယ်လို့ပြင်းလင်းခိုင်ပကဖသတင်းနဲ့တာဝန်ခံကသတင်းပေးဖို့ပြောကြားထားပါတယ်အကြမ်းမဲ့စစ်ကောင်စီတပ်ကဇွန်လတလလုံးငလျင်ဘေးပြန်လည်ထူထောင်ရေးကိုအကြောင်းပြပြီးတော့အပြစ်ခတ်ရပ်ဆဲထားမယ်လို့ကြေညာထားတော်လဲနိုင်ငံတော်မှာရှိတဲ့၎င်းလက်လွတ်ဆုံးရှုံးထားတဲ့နေမြေများကို လေရင်နဲ့ဘုံကျဲတက်ခတ်မှုများနဲ့စစ်ကြောင်းထုံးမှုများဇက်တိုက်ဆိုးသလိုမယံမနာလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကံမောစရှမ်းဖုံကြီးကျောင်းအနီးကို စစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ29ရက်နေ့မွန်လွဲ၂နာရီခွဲအချိန်မှာကြောင်မဲမျိုးတရက်ကပင်လုံလန်းကမောစာရှမ်းချောင်းအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာအမျိုးသား၂ဦးနဲ့အမျိုးသမီး၃ဦးစုစုပေါင်းပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေကိုနီးစပ်ရာဆေးကန်းတို့နမ်ခုံရှမ်းမြပရဟိတအသင်းကြောင်မဲအသင်းခွဲက လူနာတင်ပို့ဆောင်ပြီးတော့ကုညီပေးခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာအမျိုးသမီးတဦးကတော့အသက်အန္တရာယ်ဆိုးရင်ရပါတယ်လို့နမ်ခုံရှမ်းမြောင်ပရိုက်တာအတင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်။ကြောင်မဲမျိုးကပြည်သူချို့ကတော့စစ်ကောင်စီကလူနေရက်ွက်တွေအတွင်းကိုဥတည်ပြီးတော့လေရင်နဲ့ဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဘုံကျဲတာကတော့လူနေရက်ွက်တွေတဲကိုဘုံကျဲချတာပါပျက်စီးဆုံးရှုံးမှုတွေများတယ်လို့ကြောင်မဲကဒေသခံတဦးကရှင်းပြထားပါတယ်။စစ်ကောင်စီရဲ့ဘုံကျဲချမှုကြောင့် ကမ္ဘောဇရှမ်းကျောင်းကြီးကကျောင်းဆောင်နဲ့တိမ်များပျက်စီးဆုံးရှုံးမှုတွေများပြားပြီးတော့ရဟန်းတန်ကရှင်သာမဏေများအလုံးဟာဘေးအန္တရာယ်ကင်းရှင်းကြောင်းအဲ့ဒီကျောင်းကဆရာတော်ကလူမှုကွန်ရက်ကနေတစဉ်တက္ကဒကမတွေကိုအတိပေးထားတယ်လို့သိရပါတယ်။ရှမ်းကျောင်းဘေးနားမှာထွေအုပ်ရုံးရှိတယ်။ဘုံကျဲတာကအဲ့ဒီကိုဥတီပြီးတော့ကျဲတယ်လို့ယူဆရပါတယ်။ထိခိုက်တာကတော့ပြည်သူတွေနဲ့ဘုံကြီးကျောင်းကိုထိခိုက်သွားတာပါ။ဒဏ်ရာရတဲ့သူတွေကလည်းပြည်သူတွေပါပဲလို့ကျောင်းမဲဒေသခံကရှင်းပြထားပါတယ်။စစ်ကောင်စီကဇွန်လ28ရက်နေ့နဲ့ဇွန်လ24ရက်တို့မှာလည်း ကြောင်မဲမျိုးဘော်ကိုလေးရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၅ဦးသေဆုံးခဲ့ပြီးအများပြထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ